င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချမှုဦးစီးဌာနကနေနိုဝင်ဘာလ2ရက်ဒီကနေ့နေ့9ရက်နေ့အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့လေပြင်းအားနှင့်ရေဝန်လူပရက်ရှာအေရီယာသည်ဆက်လက်တည်ရှိနေပါမယ်ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အမြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်ထူရနေပြီးကြံမင်္ဂလားပင်လယ်တို့တွင်တိမ်နှင်းငယ်မှတိမ်တင်းတင်းဖြစ်ထွန်းနေပါမယ် ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တွေနေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တွေနေရာဆဲဆဲကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေနေရာအနှံ့ပြားမိုးထစ်ချုံရပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ရီမူကြီးနိုင်ပါတယ်ရွှမ်းအရလုံးပြည့်ဖြစ်ပါတယ် ဝိုးတိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတရင်နာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်မိုးတိမ်ထောင်များဖြစ်ထွန်းမှုအကောက်လျက်ရှိပြီးအစိုးပါမိုးတိမ်ထောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုပါပါသည်။ ်မြမပင်နေပြည်တွင်မြမကန်ယူနေတခြားနယ်ကမ်းလွန်ပင်နေပြည်တို့မှာရှမ်ပန်ရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနင်္လာနေ့35မိုင်တီတက်ခတ်နိုင်ပါသည်။လိုင်းမြမမြမကန်ယူနေတခြားနယ်ကမ်းလွန်ပင်နေပြည်တို့တွင်ကိုးဝေမှ7ပြည်ကန်ရှိနိုင်ပါသည်။နောက်နေ့အတွက်ကမ္ဘာ့ဇကာတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာကွက်ရိပ်မိုးကြီးပါမယ်။ ။မြပြည်တော်မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထိကျုံရွာပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။ရခိုင်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့မိုးတင့်တင့်ထိကျုံရွာပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်ရှင်။